2025ခုနှစ်ရဲ့ဝင်ငွေအကောင်းဆုံးစူပါမော်ဒယ်ခုနှစ်ဦးကဘယ်သူတွေလဲကြည့်ကြရအောင်ပါလီဝမ်လီဝန်ဟာ Forbes Magazine ရဲ့တနစ်တာဝင်ငွေအများဆုံးမော်ဒယ်စီးရင်မှာပါဝင်ခဲ့တဲ့ပထမဆုံးအာရှမော်ဒယ်ဖြစ်သလိုနာမည်ကျော်အတွင်းကအမှတ်တရစိတ် Victoria Secret Show တွေမှာဝင်လျှောက်ခဲ့တဲ့ပထမဆုံးတရုတ်မော်ဒယ်ဖြစ်ပါတယ် ကမ္ဘာထိပ်တန်းဖက်ရှင်ရှိုးတွေနဲ့ American Vogue အပါအဝင်နိုင်ငံတကာမဂ္ဂဇင်းမျက်နှာဖုံးတွေမှာမကြာခဏပါဝင်လာသူဖြစ်ပြီး Estée Lauder အလှကောအမှတ်တံဆိပ်ကိုကိုယ်စားပြုတဲ့ပထမဆုံးအာရှမော်ဒယ်လည်းဖြစ်ပါတယ်။နိုင်ငံတကာကိုထိုးဖောက်ခဲ့တဲ့တရုတ်နိုင်ငံရဲ့ပထမဆုံးစူပါမော်ဒယ်ဖြစ်တာကြောင့်ပြည်တွင်းမှာသူ့ရဲ့အဝင်ငွေဘယ်လောက်ကောင်းသလဲဆိုတာကတော့ပြောဖို့တော့မလိုတော့ပါဘူး။ အမေရိကန်စူပါမော်ဒယ်ဘယ်လာဟက်ဒီဟာ2022ခုနှစ်မှာ British Fashion Council ကနေ Model of the Year အဖြစ်သတ်မှတ်ခံထားရသူဖြစ်ပါတယ်2023ခုနှစ်မှာ Time Magazine ကနေထုတ်ပြန်တဲ့ကမ္ဘာတဝန်းလွှမ်းမိုးမှုအရှိဆုံးလူပုဂ္ဂိုလ်100ဆင်းရင်းထဲမှာဘယ်လာဟက်ဒီလည်းပါဝင်ခဲ့ပါတယ်ဘယ်လာဟာဒီနဲ့ဂျီဂျီဟန်ဒီတို့ညီမနှစ်ဦးပါဆိုရင်စူပါမော်ဒယ်လောကမှာမတည်သူရဲ့လို့မရှိကြပါဘူး။ အဓိကအဖြစ်ဘယ်လာဟဒီရဲ့ဝင်ငွေအများစုဟာထိတ်တန်းမော်တဲ့လုပ်ငန်းနဲ့ကဘာလုံးဆိုင်ရာကြော်ညာစာချုပ်တွေကနေရရှိတာဖြစ်ပြီးသူကိုယ်ပိုင်တည်ထောင်ထားတဲ့အလှကုန်အမှတ်တစေအော်ရီဘယ်လာကနေလည်းရရှိထားတာဖြစ်ပါတယ်အေဒရီယာနာလီမာဖရန်စစ်ဆူပါမော်ရဲအေဒရီယာနာလီမာဟာ1999ခုနှစ်ကနေ2018ခုနှစ်အထိ ဗီတိုရီယာစီကရက်ရဲ့နာမည်မဲ့အဖြစ်နှစ်ပေါင်းအကြာဆုံးလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။အေဒရီယာနာဟာ2018ခုနှစ်မှာဗီတိုရီယာစီကရက်ရဲ့တန်မိုးအရှိဆုံးအလှမဲ့အဖြစ်သတ်မှတ်ခံခဲ့ရသူပါ။2003ခုနှစ်ကစလို့မေဘလင်းအလှကုန်ကြော်ညာအများစုမှာမြင်တွေ့ခဲ့ရသူကအေဒရီယာနာပဲဖြစ်ပါတယ်။ Karen Delphine ရခိုင်စူပါမော်ရယ်ခေရာဒလဗင်ဟာမော်ရယ်ကျေးအပြင်နာမည်ကြီးကြော်ညာစာချုပ်တွေရုပ်ရှင်တရုပ်ဆောင်ကြီးတွေနဲ့ကိုပိုင်စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကနေဝင်ငွေများစွာရရှိနေသူဖြစ်ပါတယ်။ Rosie Huntington Whiteley ဘရစ်တန်စူပါမော်ဒယ်နဲ့တရုတ်ဆောင်တအူးဖြစ်တဲ့ Rosie Huntington ဟာ ဗစ်တိုးရီးယားစီးကရက်ရှိုးဝဲတွေရဲ့ရှောက်လန့်တွေမှာမြင်ခဲ့ရတဲ့အလှမဲ့တူပဲဖြစ်ပါတယ်။သူ့ရဲ့ဝင်ငွေအများစုဟာမော်ရယ်လောကမှာရရှိတဲ့ဝင်ငွေထက်သူကိုယ်တိုင် ဖန်တီးခဲ့တဲ့ဖက်ရှင်နဲ့အလှကုန်စီးပွားရေးလုပ်ငန်းတွေကနေဝင်ငွေရရှိထားတာဖြစ်ပါတယ်။ချစ်ဆဲပွန်ချင်း ရာဇေးဆူပါမော်ရယ်ဂျစ်ဆဲပွန်ချင်ဟာ2002ခုနှစ်ကနေ2019ခုနှစ်အထိ15နှစ်ကြာကမ္ဘာဝင်ငွေအများဆုံးမော်ရယ်အဖြစ်ရပ်တည်နိုင်ခဲ့သူပါသူဟာဖြော်ပြရေးလောကမှာ16ဦးမြောက်အချမ်းသာဆုံးအမျိုးသမီးလည်းဖြစ်ခဲ့ပါတယ်ကမ္ဘာကျော်အမှတ်တံဆိပ် brand တွေနဲ့စာချုပ်ချို့ဆိုထားသူဖြစ်တဲ့အပြင်2009ခုနှစ်မှာတမိုင်းတခြား Victoria Secret နဲ့အမြင့်ဆုံး model စာချုပ်ကိုချို့ဆိုခဲ့သူဖြစ်ပါတယ်။ ဘရာဇီးဖဏန့်ကုမ္ပဏီ Grandin နဲ့ပူးပေါင်းပြီးကိုပိုင်ဖဏန့်လိုင်းဖြစ်တဲ့ Epenima ကိုထုတ်လုပ်ခဲ့တာဟာလည်းအလွန်အောင်မြင်ခဲ့ပြီးကိုမစကင်ကဲလိုင်းကိုလည်းထူထောင်ခဲ့သူဖြစ်ပါတယ်။ဒါအပြင်ကြစဲဖို့ခြင်းမှာဘရာဇီးအမှတ်တရစိတ်တွေနဲ့ပူးပေါင်းပြီးအတွင်းကန်တဲ့အဝတ်ထည်လုပ်ငန်းတွေလည်းလုပ်ကိုင်ထားတာရှိပါတယ်။စူပါမော်ဒယ်လောကရဲ့ဝင်ငွေအကောင်းဆုံးနံပါတ်1မော်ဒယ်ကတော့အမေရိကန်မော်ဒယ်ကန်တန်းချန်နာဖြစ်ပါတယ်။ Keeping up with the Kardashians ရုပ်သံအစီအစဉ်နဲ့စတင်နာမည်ကျော်ကြားလာသူဖြစ်ပြီးကမ္ဘာဝင်ငွေအများဆုံးမော်ဒယ်အဖြစ်အခုအချိန်ထိရပ်တည်နေနိုင်သူပါ The Kardashians show ဟာကန်နေရိုမိသားစုရဲ့ reality show အစီအစဉ်တစ်ခုဖြစ်ပြီးပြင်ပပူပေါင်းလုပ်ကိုင်မှုတွေအပြင်ကန်နေချန်နာမှာကိုပိုင်ထူထောင်ထားတဲ့အရက်လုပ်ငန်းလည်းရှိပါတယ်ဒီမော်ဒယ်ခုနှစ်ဦးမှာဆိုရင် fashion ပြပွဲတွေဓာတ်ပုံရိုက်ကူးမှုတွေအပြင် အလှကုန်အဝယ်အထည်အရဝိုင်းနဲ့ကိုပိုင်စီးပွားရေးလုပ်ငန်းတွေ brand magazine တွေကိုကြော်ညာပေးတာတွေ social media တွေကနေဝင်ငွေရရှိကြသူတွေ ဖြစ်ပါတယ်အထူးသဖြင့်ကန်တဲ့ဇန္နာနဲ့ဘယ်လာဟာဒီတို့ဟာ social media လောကမှာ follower များစွာနဲ့ဝင်ငွေတိုးဝနေသူတွေဖြစ်ပါတယ်ဂျစ်ဆန်ပွန်ချင်းနဲ့ Adriana Lima တို့လိုဝိုင်းရင် super model တွေကလည်း model လောကကနေအချိန်ပြည့်အနာယူနေပေမဲ့အခုချိန်ထိဝင်ငွေကောင်းနေကြဆဲဖြစ်ပါတယ်